မင်္ဂလာပါဒီနေ့ဧပြီလ24ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ Greeny နေစတနေရက်ကိုစစ်ကောင်စီတပ်က Jet Fighter လေယာဉ်နဲ့ပုံကျဲတိုက်ခိုက်တဲ့တဲ့မော်ဟင်းကျေးရွာမှာအသက်ငါးနှစ်အရွယ်ကလေးတူကိုအကိုဝန်းကွဲဖြစ်သူအတ္တမပြုကျင်းတဲ့တဲ့ထန်းတပိမြို့နယ်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်အယတားတူတေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့တွေပါဝင် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါ ဂရီနီပြည်မဲဆဲမြို့နယ်နေဆာမဆလီရှိတနေရာကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာလေရင်နဲ့ဒီနေ့မနေ့၃နာရီဝန်းကျင်လောက်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိတူတူကဖေဒရယ်ဖန်ကိုပြောပါရတယ်။အဆိုပါနေဆာမဆလီတနေရာကိုဂျက်ဖိုင်တာလေရင်နဲ့ပေါင်တရာဘုံနှလုံးကျချခဲ့တယ်လို့လည်းသိရပြီးဘုံကြရောက်ပောက်ကွဲပြီးနောက်လူထိခိုက်တေဆုံးမှုမရှိဘဲနေအိမ်တချို့ဖျက်ဆီးခဲ့ရတယ်လို့လည်းသိရပါရတယ်။အဆိုပါမဲဆဲမြို့နယ်ရှိနေဆာမဆလီဟာပြီးခဲ့တဲ့၂၀၂၃ခုနှစ်ကတည်းက စစ်ကောင်စီတပ်ကိုတိုက်ထုံနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဂိမ်းစိန်တဲ့နေမည်ဖြစ်တယ်လို့လည်းသိရပါဗျ။ရှမ်းပြည်နယ်နှမ်းဆောင်မြို့နယ်မော်ဟင်းကျေးရွာမှာအသက်9နှစ်ရွယ်ကလေးငယ်တူကိုအသက်20နှစ်ရွယ်အကူဝန်းကွဲဖြစ်သူကအတမပြုကျင့်ခဲ့တယ်လို့နီးစပ်သူတွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မှာနှမ်းဆောင်မြို့နယ်မော်ဟင်းကျေးရွာမှာနေတဲ့တာမီကလက်ဖက်ချမ်းမှာလက်ဖက်သွားခူရင်း အသက်9နှစ်ရှိတဲ့ကလေးငယ်ကိုအသက်20နှစ်ရှိတဲ့အမျိုးသားကကလေးငယ်ကိုမြူဆွဲခေါ်ဆောင်တော့ပြီးမတင်ကျင်းလိုက်တယ်လို့သိရပါတယ်။အဆိုပါအဓမ္မပြုချင်းခံရတဲ့ကလေးငယ်ရဲ့ကိုအင်ကမှနေစဉ်တွေးထွက်နေတာကြောင့်အီရီလာ22ရက်နေ့မှလာရှုမျိုးတွင်ရှိစေခန်းကိုလိုက်ပြပေးခဲ့ကတနေရာမှလည်းမခံခဲ့ပေမဲ့အီရီလာ23ရက်နေ့မှမူဆွဲစေရင်ကိုစေကူပိုလွှဲပြောင်းနိုင်ခဲ့ပြီးအသက်9နှစ်ရွယ်ကလေးငယ်ရဲ့အမေနဲ့ကျူးလွန်သူအသက်20နှစ်အရွယ်အမျိုးသားတို့က ဆွေမျိုးတော်စားကြတဲ့အတွက်ကာယံကန်ရှင်ကိုယ်တိုင်ကတင်ကြတာတွေဖြည့်ရှင်းချက်ယူတာတွေမလုပ်ဆောင်ကြပဲဘုံကွက်ထားကြတဲ့လို့တည်ရပါတယ်။ပကိုတိုင်းဒေသကြီးသန်းတပင်မြို့နယ်ရှိတောင်ပူချောင်ကျေးရွာကိုစစ်ကောင်စီတပ်ကဒီနေ့မနေ့တနင်္ဂနွေဝန်းကျင်ချင်းလောက်မှာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်အရတားတူတွေဆုံခဲ့ရပြီးပကိုတိုင်းဒေသကြီးသန်းတပင်မြို့နယ်ရှိ တောင်ပူချောင်ကျေးရွာကိုစစ်ကောင်စစ်တပ်ကဒီနေ့မနေ့တနိုင်ဝန်းကျင်ချင်းလောက်မှလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ကြကြောင်းအရတားတူတီဆုံခဲ့ရပြီးလေဦးတန်ရရှိခဲ့တယ်လို့တောင်ခရိုင်အမတ်နေ့တက်ရင်ဘီတူ3500နီးရဲ့တောင်ခံသူကဖရဖန်ကိုပြောပါတယ်စစ်ကောင်စစ်တပ်က83မမ120မမစားတဲ့လက်နက်ကြီးတွေနဲ့အလုံးရေဆဲခြင်းထက်မနည်းပြစ်ခတ်ခဲ့တာဖြစ်ပြီးကျေးရွာအတွင်းကိုနှလုံးတက်ရောက်ပောက်ကွဲခဲ့ကလူထိခိုက်ဒေဆုံးတန်ရရှိခဲ့တာပဲဖြစ်ပါတယ် အဆိုပါစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်80နှစ်အရွယ်အမျိုးသမီးတဦးတေဆုံးခဲ့ရပြီးအသက်50နှစ်အရွယ်အမျိုးသားနဲ့အမျိုးသမီးတဦးအသက်40နှစ်အရွယ်အမျိုးသားတဦးနဲ့အသက်10နှစ်အရွယ်ကလေးငယ်တဦးထိခိုက်ဒဏ်ရာရှိခဲ့တာပဲဖြစ်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းလာရှုံမြို့ကိုတရုတ်ကြားဝင်စစ်ဆေးပေးမှုကြောင့်ကိုကန်တာ MNDAA ကဧပြီလ4ရက်ကနေစတင်ဆုတ်ခွာခဲ့ပြီးစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်နေကစုံလမှာ ကျောင်းပြန်ဖွင့်ဖို့ပြင်ဆင်နေတယ်လို့လာရှုမြို့ခံသူကဖရန်ဖိန်ကိုပြောပါတယ်။မြို့အဝင်ထွက်မှလည်းအစစ်စေးတွေပြုလုပ်နေပြီးလာရှုတက်ကတိုးထဲမှာနေနေကြရဲလို့သိရပါတယ်။မြို့နေပြည်သူအနေချင်းမြို့ကထွက်ခွာကြပြီးစစ်တပ်ပြန်ဝင်လာတဲ့အတွက်မြို့ခံတွေစိုးရိမ်မှုရှိနေပြီးတရုတ်ကိုဆလဲတင့်ရှိကျွင်းလဲလာရှုကိုရောက်ရှိနေပြီးတရုတ်စစ်သားတွေလည်းရောက်နေတယ်လို့အစိုးရမြို့ခံကပြောပါတယ်။စစ်ကောင်စစ်တပ်ကဧပြီလ22ရက်နေ့ကစတင်ဝင်ရောက်လာပြီး တမ33969ခုံစခုံစတဲ့တမ3ခုဝင်ရောက်လာတယ်လို့သိရပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတူကတော့လာရှုကိုပြစ်ခတ်ရက်စက်မှုစောက်ကြည့်ရေးအဖွဲ့စီလူထားပြီးမြို့ပြန်လည်လွှဲအပ်ခြင်းကိုမျက်မြင်တက်တက်ခံသွားမယ်လို့တရုတ်တန်ရုံကဧပြီလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကရင်ပြည်ဒီမိုဆိုအနောက်ခြမ်းလက်ပကုံးစစ်ဆောင်စခန်းမှာစစ်ရုံးကတဲ့မြို့သားလူငယ်တူဒီနေ့ဧပြီလ23ရက်နေ့ မနေ့တနေ့အချိန်မှာပျောက်ဆုံးနေတယ်လို့နိစက်သူဆွေမျိုးတွေထိုင်ကနေသိရပါဗျ။ပျောက်ဆုံးသွားသူဟာအသက်16နှစ်အရွယ်မောင်လင်းဘူးဖြစ်ပြီးလက်ပံကုံဆစ်ဆောင်စခန်းမှာဆစ်ဆောင်နေတာဖြစ်ကစိတ်ရောဂါတွေဖြစ်ရာကြောင့်အင်ကနေဆင်းသွားရင်ပျောက်ဆုံးနေတာဖြစ်တယ်လို့သိရပါဗျ။မောင်လင်းဘူးဟာစိတ်ရောဂါတွေတူဖြစ်ပြီးတခါတလေစိတ်ထဖောက်တဲ့အချိန်မှာလူတွေကိုအန်ရည်ပေးတာတွေပြုလုပ်နိုင်တဲ့အတွက်ကြောင့် ူကိုကြောက်နေရတယ်လို့နီးစပ်သူဆွေမျိုးတူကပြောပါတယ်။ပြတ်ဆုံးသွားတဲ့မောင်လိန်ဘူးကိုနီးစပ်သူဆွေမျိုးနဲ့တငယ်ချင်းတွေလိုက်လံရှာဖွေကြပေမဲ့အခုချိန်ထိရှာမတွေ့သေးတာကြောင့်အဆိုပါလူငယ်ကိုတွေ့ရှိပါကဆက်တွေ့အကြောင်းကြားပေးချက်ဖို့လဲသူကတိုက်တွန်းထားပါတယ်။ချန်ပီနယ်လာရှုမျိုးရှိပါရမီလက်မှာဒီနေ့ဧပြီလ23ရက်မနေ့7နာရီမှာအသက်20ရွယ်အမျိုးသမီးတူကိုအမျိုးသားနှစ်ဦးကဒါနဲ့လူရဲ့ချင်းချောက်ခဲတယ်လို့သိရပါဗျ အဆိုပါမြို့သူမိကဖုန်းတစ်လုံးနဲ့ကွန်ပါဘူးတစ်လုံးကန်ဆောင်ထားပြီးအိမ်ကိုလမ်းလျှောက်ပြောင်ရာလမ်းမှာစိုင်ကယ်မောင်းနေလာတဲ့အမျိုးသားနှစ်ဦးကဖုန်းလူယူဖို့အတွက်ဓာတ်နဲ့ချင်းချောက်ခဲလို့သိရပါဗျ။ကျူးလုံတူနှစ်ဦးတည်းကတူဦးမှာဂျင်းဝိုင်းဆက်နဲ့ကျန်တူဦးကဂျင်းအင်ဂျီဝတ်ထားပြီးခြုံထဲမှာလူရဲမှုပြုလုပ်နေခြင်းမှာဖနတ်တစ်ဖက်ကြားချန်ခဲ့သေးပြီးကျူးလုံခံရသူမြို့သူမိဟာလက်ရှိစေယုံမှာဈေးကူတမှုခံယူနေကအခုဖြစ်စဉ်အတွက်အေးအေးယူဆခြင်းပြီးလုံခြုံရေးတင်းကျစေခြင်းလည်းလို့ဆိုပါဗျ။ ရီနီဘီဒီမော့ဆိုအရှိချမ်းတနီယာရှိပုံချောင်းဆစ်ဆောင်စခန်းအမခုနေမှာမနေ့ဧပြီလ22ရက်နေ့ညနေ4နာရီဝန်းကျင်လောက်ကမိုးနဲ့အတူလေပြင်းပါတိုက်ခတ်တာကြောင့်ဆစ်ဆောင်နေအိမ်15လုံးနဲ့အတူစေခန်းတလုံးပါပျက်စီးခဲ့ရတယ်လို့ဆစ်ဆောင်ရေးကူညီနေသူတို့ကဖရန်ဖန်ကိုပြောပါရယ်ပုံချောင်းဆစ်ဆောင်စခန်းအမခုနေကိုတွားရောက်ဖို့လန်ခီရီဝေးတဲ့အတွက် တချို့လူရှင်တွေလက်လံမမီတာမျိုးရှိနေပြီးစာဝတ်နေရင်အခက်ခဲပါရှိနေတာကြောင့်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။အဆိုပါဆစ်ဆောင်စခန်းမှာအိမ်ထောင်စု164စုရှိကလူဦးရေ609ဦးနေထိုင်ကြပြီးပြီးခဲ့တဲ့ရာဂီမုန်တိုင်းကြောင့်အဲ့ဒီဆစ်ဆောင်နေအိမ်တွေအများစုဟာရေနှိမ့်မြုပ်ခဲ့တာကြောင့်အသက်မွေးဝမ်းကြောင့်တနင်္သာရီတပိုင်းဆက်ပြူထားတဲ့အနံခင်းတွေလည်းရေနှိမ့်မြုပ်ခံရတယ်လို့သိရပါတယ်။ ကျမ်းပြည်နယ်မန်းရုံမြို့နယ်ရှိလွယ်လင်ကျေးရွာအုပ်စုမန်ကန်ကျေးရွာမှာတအဖန်ဦးကပျောက်ဆုံးနေတဲ့နွားကိုလက်လံရှာဖွေရမှာမပေါက်ကွဲသေးတဲ့စစ်ကြံလက်နေကြီးကိုတွေ့ရှိပြီးကင်စော့ခဲ့တာကြောင့်မတော်တဆပေါက်ကွဲခဲ့ကတအူးတည်ဆုံးခဲ့ရပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တန်တမတော် TNL ရဲ့ CA နိစတူတူက Federal Fan ကိုပြောပါရယ်အဆိုပါဖြစ်စဉ်ကပြီးခဲ့တဲ့ April 18ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဖခင်ဖြစ်သူ အသက်45နှစ်အရွယ် ဥခန်းစာကပွဲချင်းပြီးတည်ဆုံခဲ့ကတားဖြစ်သူအသက်16နှစ်အရွယ်မောင်မိုင်းအောင်စာကထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတည်ဆုံရတဲ့ဥခန်းစာကိုတအန်းပြည်နယ်ရဲတပ်ဖွဲ့မှဒေသခံတွေနဲ့တူဖြစ်ဖြစ်ချင်းနှိမ်မှပဲတကြိုပေးခဲ့ပြီးတားဖြစ်သူကတော့အစီအစက်လက်ကုသမှုခံယူနေတယ်လို့သိရပါတယ်။ ပကိုတိုင်းရွှေချင်းမြို့နယ်ကုန်းစစ်ရွာကိုချက်ဖိုက်တာနဲ့ဘုံနှလုံးချက်ချတာဒေသခံပါဝင်အနီးနားရွာကအရက်သားပြည်သူတောင်းကြောတင်းဆောင်နေရတယ်လို့ဝေါ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တောင်းရှိသူတို့ကဖရန်ဖင်ကိုပြောပါရယ်ရွှေချင်းမြို့နယ်အတွင်းမှာလက်ရှိတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရဲတပ်ရုပ်ကြားစီးရဲတင်းမှတ်မှုတွေရှိနေတယ်လို့သိရပါရယ်အဆိုပါတင်းဆောင်ရတဲ့ခြေရွာတွေဟာစစ်တောင်းမြို့တခြားအနီးနားရှိရွှေချင်းမြို့နယ်ကစလူချောင်းရွာဒုံစရဲရွာကျုံချောင်းရွာကုန်းစစ်ရွာပါဝင် ဝေါ်မြူနယ်ကတရဲတမင်ရွာဆက်စုကျေးရွာလိုပဲဖြစ်ပါတယ်ဒီနေ့ဧပြီလ24ရက်ဖရဲဖန်ရဲ့နေ့စဉ်သတင်းတွေကိုကြိုက်ခဲ့ရတာပါကျမငင်းငယ်ပါရှင်